မန္တလေးတိုင်းမြင်းချက်ခရိုင်ငဇုံမြို့နယ်မှာအခုရက်ပိုင်းအေရဝတီမြစ်ရေမြင့်တက်လာတဲ့ကြောင့်ရေလက်ကျွန်းသဲတောင်ခုံဒီပေါ်မှာစပေးတင်းရှောင်နေထိုင်ကြရတဲ့ဒေသခံပြည်သူတွေရေလွတ်ရနေရစီအရေးပေါ်ပြောင်းရွှေ့နေရပြီးတော့စံစီစားတဲ့စားနပ်ရိက္ခာဆေးဝါးနဲ့အမိုးကာတွေလိုအပ်နေတယ်လို့စစ်ရှောင်တွေကကူညီပေးနေသူတွေကဆိုပါတယ်။အေရဝတီမြစ်ရေတက်လို့အရေးပေါ်ရွှေ့ပြောင်းခဲ့ရတဲ့ဒေသခံပြည်သူတထောင်ခန့်ရှိပြီးတော့အဲ့ဒီစစ်ရှောင်ပြည်သူတွေဟာ2024စက်တဘာလကစပြီးစပေးတင်းရှောင်နေကြတာဖြစ်ပါတယ်။ စပေးရှောင်အများစုအားငမကြီးမိုးတောင် ကုန်းလေပေါတော့ချောင်းတပန်းသာစတဲ့ကျေးရွာတွေကစစ်ရှောင်ပြည်သူတွေဖြစ်ပါတယ်။လက်ရှိမှာအဲ့ဒီဒေသခံပြည်သူတွေဟာစပေးတိန်ရှောင်နေရတာအခုဇွန်လတည်ဆိုရင်6လနီးပါးကြာရှိနေပြီးတော့အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတရဲမြစ်တွေကဆိုပါတယ်။မဇွန်နဲ့ငမကြီးရွာနဲ့အနီးဝန်းကျင်ကစစ်ရှောင်ပြည်သူတွေဟာ ောက်သုံးရေမတန့်ရှင်တာနေရာထိုင်ခင်းမလုံလောက်တာနဲ့ရာသီဥတုအပူအေးမမျှတာဆေးဝါးမလုံလောက်တာစတဲ့အခက်အခဲတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။ဆေးဝါးမလုံလောက်မှုနဲ့လုံလောက်တဲ့ဆေးဝါးကုသခွင့်မရတာကြောင့်ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကနေဒီဇင်ဘာလထိကလေးငယ်တို့အပောင်းဒေသခံ20ခန့်သေဆုံးခဲ့ရတယ်လို့စစ်ဆောင်တွေကကူညီပေးနေသူတွေကပြောပါတယ်။